ဟုတ်ကဲ့ပါရှင်မင်္ဂလာပါရှင်မင်္ဂလာပါကွယ်မင်္ဂလာပါဟုတ်ကဲ့ပါအခုဒီမြန်မာနိုင်ငံမှာကျမတဲ့ Academy ပေးပွဲကိုနေဘယ်နဲ့ချင်းမြောက်တက်ရောက်တာလဲမသိဘူးရှင်အဲဦးဦးကတော့ပထမဆုံးအကြိမ်တက်ရောက်ချင်းဖြစ်ပါတယ်ကွယ်ဖေချာတန်းချင်းခံရတဲ့အတွက်ကြောင့်ပထမဆုံးအကြိမ်မှာဦးကတော့လောလောဆယ်အမေရိကန်မှာနေလိုက်မြန်မာပြည်မှာနေလိုက်ဆိုတဲ့အခါကျတော့အခုမြန်မာပြည်ကိုရောက်တော့ပါလေဒါလည်းကြုံဆုံတဲ့အတွက်ကြောင့်မို့လို့ရုပ်ရှင်စီယုံကမိတ်ဆွေများနေပြီးတော့ဖေချာရတဲ့အတွက်ကြောင့်ပထမဆုံးအကြိမ်တက်ရောက်တာပါ ဟိုအမေရိကန်မှာနေနေခဲ့တဲ့လူတယောက်အနေနဲ့နိုင်ငံတကာအကယ်ဒမီပေးပွဲတွေပေါ့နော်အဲ့ဒါတွေနဲ့မြန်မာပြည်အကယ်ဒမီပေးပွဲနဲ့ဘယ်လိုကွာခြားလဲအခုဒီနေ့ဒီနေရာမှာကျင်းပတာကတော့ဟိုအမေရိကန်မှာကျင်းပတဲ့အကယ်ဒမီပေးပွဲပုံစံနဲ့နည်းနည်းပိုဆင်ပါတယ်ပိုဆင်ပါတယ်နောက်ဒီနေရာထိုင်ခင်းရာသီဥတုလည်းကောင်းပါတယ်ကွယ်နော်တခြားနေရာတွေဆိုပူရင်ပူလိမ့်မယ်ပူပြီးတော့လေပိသအားလုံးကလည်းနေလို့ထိုင်လို့ကောင်းပါတယ်ချော်ဘီနစ်ဆက်မှုတွေကတော့ ဒီမှာစူးစမ်းပြီးတော့ဟိုဖျော်ဖြေနှစ်ဆက်တာလေးတွေထည့်တာပေါ့လေနော်အမေရိကမှာတော့ပို့ပြီးတော့ဖျော်ဖြေနှစ်ဆက်မှုကစုံတာပေါ့စုံလင်တာပေါ့ဒီမှာလည်းခင်မီတိုးတက်တာတွေတွေ့ရပါတယ်ကွယ်ကျေးဇူးတင်ပါတယ်ရှင်ကောင်းပြီကျေးဇူးပါပဲနော်